ဒါကတော့ဒီမှာငချင်းကိုချက်မောင်ရွက်နေပေါ့နော်ချက်မှာဖြစ်တဲ့အတွက်မြုပ်ပြီးကိုပေါ့နော်ကျွတ်တော့အဖြူကြီးကျိတ်ပြီးတော့မြုပ်ပြီးကိုကျွတ်တော့အဖြူအမီနဲ့မြုပ်ပြီးလေးစိတ်ကွယ်လေးပါထည့်ပြီးတော့စီတက်တယ်ပေါ့နော်စီကိုနာနာလေးတက်တယ်ပြီးတော့ဒီမှာမြုပ်ပြီးစိမ့်လေးပါထည့်ပြီးတော့စီတက်တယ်ပေါ့ရှင်အဲ့တော့ကျွန်မကအခုလိုအနေထားဆိုရင်တော့ဒီငချင်းကိုစနစ်မုံလေးစားရီငပီလေးနည်းနည်းထည့်ပြီးတော့နှဲထားတာပေါ့နော်ဒါထည့်ပြီးတော့စီတက်လို့ရပါပြီရှင် ထည့်ပြီးတော့စစ်တက်လို့ရပါပြီရှင်အဲ့တော့ကျမကဒီမှာမကျင်းပေါ့နော်ဒါကတော့မကျင်းတောင်းမနေနေလေးကြီးရတော့ရှင်ဒါကတော့ဒီမှာမကျင်းကိုအခါလေးပေါ့နော်စစ်တက်တယ်ဆိုရှင်မကျင်းကငါ့ဆိုလို့ရှင်ငါးဆောင်းကလည်းအရန်တဲစိုက်တယ်ရှင်အဲ့တော့ကျမကဒီမှာငါ့ကိုအရင်စစ်တက်တယ်ပေါ့နော်ငါ့ကိုအရင်စစ်တက်တယ် ပြီးလို့ရှိရင်တော့ဒီမှာကျမခြံမောင်ရကလေးပေါ့နော်ခြေထားတယ်ပေါ့နော်ခြံမောင်ရကလေးအနေနဲ့ခြေထားတယ်ပေါ့နော်ဒါကတော့မကျင်းစီတက်တယ်ပြီးလို့ရှိရင်ခြံမောင်ရဲ့ခြေထားလေးထည့်ပြီးတော့ငါးနဲ့ခြံမောင်လေးကိုချက်မှာပေါ့နော်အခုလိုငါလေးရပေါ့နော်အနေငယ်ဒါစီတက်ပြီးသွားပြီပေါ့ရှင်စီတက်ပြီးသွားပြီဆိုတော့ငါသူ့ရဲ့ညှိနှက်နေတာလည်းပျောက်ပြီပေါ့ အဲ့လိုအချိန်မျိုးမှာဆိုတော့ကျမကချမောင်ရွက်ထဲမှာပေါ့နော်ဒါချမောင်ရွက်ကိုခြေထားတာပေါ့ရှင်အဲ့တော့ကျမချမောင်ရွက်ကလေးထင်ပါတယ်ချမောင်ရွက်ကဒီနိုင်ငံချမောင်ရွက်တည်းကတိတ်ပြီးတော့မကြည့်ဘူးပေါ့နော်တိတ်ပြီးတော့မကြည့်ဘူးပေါ့ရှင်ဒါပေမဲ့လည်းကြိုက်တော့လဲမကြည့်လဲစားရတာပဲဒီနော်ကြိုက်တော့လဲမကြည့်လဲစားရတာပေါ့နော်ဒါက ချက်မောင်ရွက်ကောနော်ချက်မောင်ရွက်နဲ့ငါလေးကိုချက်မောင်ရွက်ဖြစ်ပါရဲ့အမှန်တော့ဒီတို့ချန်နီးရငါးကောင်းနဲ့ချက်လဲအရင်ပဲစောက်လို့ကောင်းတယ်ပေါ့နော်ငါးကောင်းနဲ့လေငါးကောင်းကြီးပဲအသားမပါပဲနဲ့ဒီလိုမျိုးချက်မောင်ရွက်များများလေးနဲ့ချက်လဲအရင်ပဲစောက်လို့ကောင်းပါလေကျမကဟင်းကတော့အများနဲ့လို့လို့ချက်ချက်တဲ့အတွက်ဟင်းချက်တဲ့ဗီဒီယိုကိုတင်ပေးဖြစ်တယ်ပေါ့နော် ဟိုမလေးပြည်သူကတော့တပတ်မှာတစ်ခါနှစ်ခါလိုမျိုးပေါ့နော်အဲ့တော့မှပဲတင်ပြဖြစ်တယ်ဘာလို့လဲဆိုတော့မလေးပြည်သူကြတော့ကိုကလည်းထပ်ပြီးတော့လေ့လာရတယ်အတတ်အမှန်အောင်လည်းလေ့ကျင့်ရတယ်နောက်ပြီးတော့အေဒစ်လည်းပြန်လုပ်ရတာဖြစ်တဲ့အတွက်ကျွန်မမအားလို့ရှင်နည်းနည်းလေးတင်ဖို့ကြံ့ကြာသွားတာရှိရပေါ့နော်ခုလတွေကအလုံများတဲ့လောက်ပြန်ရောက်နေပြီဖြစ်တဲ့အတွက်နည်းနည်းလေး ိခံပေးကြပါလို့ပဲပြောချင်ပါတယ်ဒီမှာเนาะဒါချမောင်ရွက်နဲ့ငားနဲ့ပေါ့เนาะပြီးလို့ရှိရင်သူ့တဲကိုရေလေးနည်းနည်းထည့်မယ်ပေါ့เนาะသူ့တဲကိုရေလေးနည်းနည်းထည့်ပါမယ်ရေနည်းနည်းထည့်ရအကြောင်းရတော့ငားအသားလေးပူချက်ပါမယ်เนาะတော်ကြငားအသားအတုံးကြီးရခါကြတော့ဒီတိုင်းပဲစီတက်တာပါလို့ဆိုလို့ရှိရင်လေမကြည်မှာဆိုလို့ဟိုမကြက်မှာဆိုလို့ပေါ့เนาะအဲ့တော့ကျွန်မ အခုလို့စူပြီးဆိုရင်တော့ဒါဆွမ်းနာငားနယ်ထားတဲ့စလုံးပေါ့နော်ဒါဒီထဲမှာရေထည့်မယ်ပြီးလို့ရှင်ပြီးရင်ရေခန်းအောင်ပြန်ပြုတ်မှာပေါ့နော်ပြန်ချက်မှာပေါ့နော်ရေခန်းအောင်လို့မီးလေးနဲ့စူအောင်ပြန်ချက်မှာပဲဖြစ်ပါတယ်အလုံးပဲခဏနေလို့ရှင်တော့ငါဟင်းလေးကြမယ်ပို့ရှင်အခုဆိုလို့ရှင်တော့ဒါစားခြင်းစီယာချက်မောင်ရွက်နဲ့ငားနဲ့ချက်တဲ့ ချင်းဟင်းလေးကိုရရှိပါပြီ။မိခိုးတွေကလည်းပြီးလို့ရှင်တော့ကျမကပေါ့နော်ဒီမှာနန်းနံပင်လေးမှုရအောင်လို့ထည့်လိုက်မယ်ပေါ့နော်။ပြီးလို့ရှင်တော့ဒါနန်းနံပင်လေးထည့်လိုက်မယ်။ပြီးတော့ဒီဟာကစီပြတ်မဟုတ်ပေါ့နော်။အရင်နဲ့တစ်မိနစ်နဲ့ပြီးစားချင်တာဖြစ်တဲ့အတွက်ဒီလူမျိုးချက်တာပေါ့နော်။စီပြတ်ချက်ချင်တယ်လေချက်လို့ရတယ်ပေါ့နော်။ဒီမှာအဓိက ချမောင်ရက်ပါတဲ့အတွက်ငပိလေးကတော့စိမ့်စားငပိကတော့အနေငယ်ထက်ချင်ပါပဲ ရတယ်ဘောနော်မဟုတ်ရင်အရင်အချင်းစုသွားမယ်ပေါ့ရှင်မိကိုတွေနဲ့ဆိုကျမလည်းသိရမလားမမြင်ရမှာဆိုလို့လေမနနမင်းလေးထည့်ပါမယ်အခုဆိုရင်တော့ငါဟင်းရတော့အနေတော်ရရှိလာပါပြီရှင်နနမင်းလည်းအုပ်ပြီးသွားပြီဆိုတော့အခုဆိုရင်တော့ဒါမိပိတ်လိုက်ပါပြီကိုကပူပူဆက်ဆက်ကလေးစားခြင်းနဲ့ဆိုရင်တော့ငူတီလေးစိတ်ွယ်လေးကိုပေါ့နော်နည်းနည်းလေးပို့ထည့်ပေါ့နော်ပို့ထည့်ပြီးတော့ ဖိုက်မနာအောင်စီနာနာလေးတက်ကမယ်ပေါ့နော်ငါအနံ့လည်းပြအောင်လို့ပေါ့နော်ကဲဒါဆိုရင်တော့ကျမရဲ့ငချင်းနဲ့ပေါ့နော်ငချင်းနဲ့ချက်မောင်ရွက်နဲ့ချက်တဲ့ငါချင်းဟင်းလေးရပါပြီအားလုံးပဲဘိုင်ဘိုင်